ကျေဇူးကမ်းတယ်ဆိုတာကိုမက္ခလို့ခေါ်တယ်မက္ခဆိုတာခြေဖြတ်ပြစ်တယ်ကျေဇူးရှိတယ်ကျေဇူးလုံးဝခြေဖြတ်ပြစ်တယ်အတိမမပြုဒါသူယုတ်မာတို့ရဲ့နှလုံးသွင်းတရားပဲသူယုတ်မာတွေရဲ့တဏ္ဍာမှာကတိညူဒါဆိုတာမရှိဘူးမက္ခဆိုတာပဲရှိတယ်မက္ခဆိုတာကျေဇူးတရားကိုခြေဖြတ်ပြစ်တယ်ဘယ်တော့မှအတိမမပြုဘူး ဒီပြင်ပုဂ္ဂိုလ်တွေကျေးဇူးတင်အသာထားအမေအဖေကျေးဇူးတောင်မှချစ်ဖြည့်ဖြစ်တယ်ပေါ့ဒါပြင်လောကမှာရှိရှိတဲ့ပုဂ္ဂိုလ်တွေဆိုတာလိုက်ကြည့်မယ်ဆိုလို့ရှိရင်အများကြီးပဲပေါ့ဒါမို့တချို့ကြတော့ခင်မွန်ကြီး၁၀ပါဆိုပြီးတော့ပြောကြတယ်ပေါ့နော်ကျေးဇူးရှိစာထဲမှာတော့ခင်မွန်ကြီး၁၀ပါလို့ဒီလိုအတိအကျဆိုထားတာတော့မရှိပါဘူးအတိအကျဆိုထားတာမရှိဘူးဒီ တချို့ကတော့ရည်ညွှန်းနေပေါ့တိမိမင်းသားတိမိမင်းသားကတောထွက်သွားတဲ့အခါမှာတောရောက်သွားတဲ့အခါမှာသူ့ကိုမြုံနံတပ်ဖြတ်ပြစ်မဲ့သူ့နန္ဒဆိုတဲ့ယထာဒိန်ကိုမိတ်ဆွေကမပြစ်မှအပ်တဲ့အကြောင်းဟောပြောတဲ့တတမိတ်တပူဇာဂါထာဆိုတာရှိတယ် ဇာတာဆယ်ပုံးနဲ့မိတ်ဆွေဆိုတာမပြစ်မှားရဘူးဆိုတာကိုသူ့နန္ဒယထာရင်းကိုတရားဟောတာမိတ်ဆွေပြစ်မှားလို့ရှိရင်ဆိုးကျိုးတွေရတယ်မိတ်ဆွေကိုမပြစ်မှားရင်ကောင်းကျိုးတွေရမိတ်ဆွေတွေဆိုတာကျေးဇူးရှိတယ်လို့ဆိုရင်ဟောပြောမှုကနေဆက်နွယ်ပြီးတော့လေခင်မွန်ကြီးဆယ်ပါဖြစ်လာတယ်လို့တချို့ကဆိုတယ်ပေါ့နော်ခင်မွန်ကြီးဆယ်ပါဘာပဲဖြစ်ဖြစ်ကျေးဇူးတရားဆိုတာဆက်နွယ်ပြီးတော့သိရတယ် ဘလောက်ထီအောင်ပြောတော့ဆိုရင်ရသဗျာကခြေစူးတိတက်ဖို့ပြောတဲ့အခါမှာဟောတဲ့အခါမှာယတ္တရုခတ္တဆာယာယနိတိဒေယတေယနတ္တတ္တာခံပင်စေယမိတ္တထုတ်ဖို့ဘာမကောမိတ်ဆွေကိုပြမတာသိဆိုးတယ်တဲ့အလွန်ဆိုးရတဲ့ကိစ္စတစ်ခုဖြစ်တယ်တစ်ပင်တစ်ပင်အောက်မှတောင်မှပဲထိုင်မှုနားနေမှုအိပ်ဖူးလို့ရှိရင်အဲ့ဒီတစ်ပင်ရဲ့ အခက်ကိုဖြတ်လို့ဖြတ်စီမလုံသင့်ဘူးယေရှုတရားကိုထောက်ထားပြီးမလုံသင့်ဘူးလို့ဒီလိုဟောတာပဲเนาะဒါသက်မဲ့တဲ့တောင်မှပဲဒီလိုဟောတာဒါဟုတ်ယေရှုတရားဆိုတာတိတတ်ရတယ်လူလူချင်းဆိုတာမဆိုနဲ့တစ်ပင်ရဲ့ယေရှုတောင်မှပဲကြည့်ပြီဒီကနေ့ခင်မှာလူတွေဟာတစ်ပင်ရဲ့ယေရှုတရားကိုမသိလို့တစ်ပင်နေငံခုတ်တော့လူတွေပဲဒုက္ခရောက်တယ် ကျေးဇူးတရားဆိုသိရမယ်သူပြောအပြန်နာထောက်ကိုပြုတ်ပြီးတော့နေကြအေးဒါကြောင့်ကျေးဇူးတရားလို့ဆိုတဲ့နေရာမှာကျေးဇူးရှိတဲ့ပုဂ္ဂိုလ်လူလောကပထမဆုံးရောက်လာလို့ရှင်ကျေးဇူးတင်ရမယ့်ပုဂ္ဂိုလ်ဟာဘယ်သူလဲလို့မေးမယ်ဆိုရင်အမေနဲ့အဖေပဲဒါတော့မှန်နော်ဒါဖြင့်အမေအဖေကဘာတွေကျေးဇူးပြုခဲ့တာတော့လို့မေးတဲ့အခါကျတော့ အဖြေအမျိုးမျိုးထွက်ကောင်းထွက်လိမ့်မယ်မြတ်စွာဘုရားကတော့၃ချက်တည်းပဲဟောပြထားတယ်ဒီ၃ချက်ကအလုံးကိုခြုံမင်းငုံပြီးတဲ့၃ချက်ပဲဒါဗုဒ္ဓရဲ့အဖြေမှန်တိုင်းပြောတတ်ဖို့မှတ်သားထားဖို့လိုအပ်တယ်အမေဖေကသာသမီတွေပေါ်မှာယေရှုရှိတယ်ဆိုတာဘာတွေယေရှုရှိတာလဲလို့မေးမယ်ဆိုရင်စကား၃ခုနဲ့ပြောလို့ရအာပါဒကာဆောင်းလျှောက်ခဲ့တယ် အသက်မတည်အောင်အနေမရောက်အောင်ဆောင်ရှောက်ခဲ့တယ်။ပောတကကျွေးမွေးခဲ့တယ်။ဣမတ္တလောကတ္တထတ္တိတာတော့ဒီလောကကြီးကိုပြတယ်၊လာခွဲ့ပေးတယ်ဒါအမေဖေးရဲ့ကျေးဇူးတော်မူပဲ။နော်။အမေကအမေဖေးကဆောင်ရှောက်ထားတယ်အနေမရောက်မလုံနိုင်တဲ့ဘဝကအမြဲတမ်း ငယ်သေးတဲ့ဘာမှမသိတဲ့ဘဝလေးကဆော့ရှော့ပေးထားတယ်။ဟောတကကျွေးမွေးထားတယ်။ဒီနှစ်ခုကပြန်ဆက်မယ်ဆိုရင်ဆက်လို့ရမယ်လို့ပြောလို့ရတယ်။ဘာလို့ဆိုရင်ကိုကပြန်ပြီးတော့မိဘတွေကိုဆော့ရှော့ပေးလို့ရတယ်။ပြန်ပြီးတော့ကျွေးလို့မွေးလို့ရတယ်။သို့သောဒီလောကကြီးနဲ့တွေ့ဆုံခွင့်ပေးတယ်ဆိုရင်ယေရှုကိုတော့ကိုကဘယ်လိုနည်းနဲ့မှပြန်ဆက်လို့မရဘူး။ အမေဖေကလက်ခံလို့လူတွေရဲ့အတိုင်းဝိုင်းကိုရောက်လာတာတဲ့လာစနိုင်လာလို့ရမရဘူးမရဘူးအခုခေတ်တချို့ဆိုရင်အမေဖေတရားလာခွင့်တော့မပြုဘူးလာခွင့်တော့မပြုတာဒီအများကြီးဖြစ်နေနော်